အင်္ဂလိပ်စာလေ့လာတဲ့သူတွေလုံးဝရှိအမှနံပါတ်6အဲ့ဒါပါလဲဆိုလို့ရှိရင် self definitive လို့ခေါ်ရပါတော့ဒီကတော့ကျတော့အငင်းကိုနှစ်ခါသုံးမိတာပေါ့ဥမာပြင်စာကြောင်းစာကိုကြည့်မယ် I don't have no money ကျတော့ဒီလိုပြောလို့မရဘူးပြောချင်လို့ရှိရင်အောက်မှာကျတော့ I don't have any money အမှော I have no money လို့ပြောလို့ရတယ်ကျတော့ I don't have no money ဆိုတော့ do and apostrophe d ဆိုတော့ don't ဆိုတာလည်းအငင်းဖြစ်တယ် no ဆိုတာလဲအငင်းဖြစ်တဲ့အတွက်အဲ့နှစ်ခုက cancel out ဖြစ်သွားပြီးတော့ I have many လို့ပြောလိုက်တဲ့သဘောဖြစ်သွားတယ်အဲ့တော့တကယ်အမှန်ကဆရာတော့ I don't have any many ဒီလိုပဲပြောရမယ် okay ရမယ်နော်အဲ့တော့ negative တွေကိုဆရာတို့နှစ်ခါမထပ်ပါစေနဲ့ okay ရမယ်နော်ဆရာတို့အငင်းစာကြောင်းပြောတဲ့အခါမှာအငင်းကိုနှစ်ခါမထပ်ပါစေနဲ့ okay ရမယ်နော်အဲ့ဆိုရင်ဆရာတို့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ ဲ့တော့အတုံးဝင်နေလို့ယူဆလို့ရှိရင် like comment and share လုပ်ပေးတော့ခဲ့ပါအောင်အားလုံးကျေးဇူးတင်ပါတယ်